အားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြိုင်သက်တဲ့အားလုံးမင်္ဂလာပါ Real Madrid အသင်းရဲ့ Superstar Kylian Mbappe နဲ့သူ့ရဲ့အသင်းဟောင်း Paris Saint-Germain ကြားမှာလက်ရှိချိန်ထိပြဿနာတွေဇက်တိုက်ဖြစ်ပွားနေဆဲဖြစ်ပြီးတော့နှစ်ဖက်ကြားအပြန်အလှန်ဆွဆွဲမှုတွေတောင်းဆိုမှုတွေတရားစွဲဆိုမှုတွေရှိလာတယ်ဆိုတော့ကျွန်တော်တို့ပြီးခဲ့တဲ့အစောပိုင်းတည်းကပေါ့လေအဓိကကအမ်ဘပ်ပေကရယ်မက်ဒရစ်အသင်းကိုပြောင်းလာတဲ့အချိန်မှာ အလွတ်ပြောင်းရွှေ့ခြင်းနဲ့ပြောင်းရွှေ့သွားတဲ့အချက်ကို PSG ကလုံးဝအဆမ်းမကြည့်ဘူးဖြစ်နေတယ်။ဒါကအမ်ဘပ်ပေကိုယ်တိုင်ကလည်းမက်ဒရစ်ကိုပြောင်းလာတဲ့အချိန်မှာ Paris Saint-Germain ရှိကရစရာရှိတာတွေကိုသူ့ဘက်ကလည်း legal team ကနေတောင်းတယ်။ဒါက PSG ကလည်းအမ်ဘပ်ပေကိုတရားပြန်ဆွဲထားတယ်။ဒီကိစ္စတွေဟာဒါလွန်ခဲ့တဲ့2နှစ်လောက်ထဲကဇက်တိုက်ဖြစ်နေတာ။ဆိုတော့အခုလက်ရှိမှာအခုနောက်ဆုံးပြည်သစ်နာမည်ကြီးလက်ခီသတင်းစာရဲ့ဖော်ပြချက်ရ ခီလီယန်အမ်ဘပ်ပေကသူ့ရဲ့အသင်းဟောင်းကနေသူကြံခဲ့တဲ့လောက်ခလာစာတွေဘောနပ်စ်တွေလက်မှတ်ထိုးချေးတွေသစ္စာဆောင်ကြည့်ခြင်းနဲ့အခြားခံစား권တွေအများကြီးပါတဲ့ဘယ်လိုပြောမလဲဒါဓမန်းတစ်ခုကိုတောင်းဆိုလိုက်တဲ့အဲ့ပြောင်းရွှေ့အဲ့တောင်းဆိုမှုကယူရိုတန်း260တိရှိပြီးတော့ PSG သင်းကအဲ့ဒါကိုပေးဆောင်ရမယ်ဆိုအမ်ဘပ်ပေကတောင်းဆိုလိုက်တယ်တစ်ဖက်မှာလည်း ပါရစ်စိန်ဂျာမိန်ကကီလီယန်အမ်ဘပ်ပေးကို2023ခုနှစ်တုန်းကအာဟီလာအသင်းကပြောင်းရွှေ့ခြေတန်း300နဲ့တရာသီပဲကမ်းလှမ်းပြီးတော့နောက်ရာသီမှာသူပြောင်းချင်ရင်ရဲမတွစ်ကိုအလွတ်နဲ့ပြောင်းခွင့်ပေးမယ်ဆိုတဲ့သဘောတူညီမှုကိုပယ်ချခဲ့တဲ့အတွက်ပါရစ်စိန်ဂျာမိန်ကလည်း ကီလီယန်အမ်ဘပ်ပေရှိကယူရိုတန်း240ရယူမှုနဲ့ရလိုမှုနဲ့ပြန်ပြီးတော့တောင်းဆိုထားတယ်ဆိုတော့နှစ်ဖက်ကြားမှာတောင်းဆိုမှုတွေရှိတဲ့အချိန်မှာတင်းမာမှုကတော်တော်လေးရှိတယ်အမ်ဘပ်ပေကပို့ပြီးတော့ဘယ်လိုပြောမလဲဒီပြီးခဲ့နှစ်ကသူမရှိတဲ့အချိန်ကြားမှာသူ့ရဲ့အသင်းဟောင်းကချန်ပီယံလိရသွားပြီးတော့သူချန်ပီယံလိရဖို့ရည်ရွယ်ပြီးပြောင်းလာတဲ့ရယ်မက်ဒရစ်ကစော်စီထွက်သွားတယ်ဒီချက်ကလည်း PSG နဲ့သူတို့ကြားမှာနည်းနည်းလေးတော့ attention ဖြစ်နေတယ်ဆိုတော့အခုလက်ရှိမှာ Kylian Mbappe ဘာတွေတောင်းလဲ ခီရီယန်အမ်ဘပေမတောင်းခင်မှာ အမ်ဘပေကယူရို260တန်း260ကို PSG ကနေဒါဒါတောင်းဆိုလိုက်တဲ့ဒါစာချုပ်ချုပ်ဆိုတဲ့အခါမှာရောရောချင်းငွေတွေတဲကနေပေါင်ယူရို6.5တန်းတခါနောက်ထပ် ဒီအချာတီးပေါ့လေဆိုတော့စာချုပ်ဖြတ်သိမ်းတဲ့အထက်ကဒါ BHC အသင်းကနေဒါ contract နဲ့ပတ်သက်တဲ့ permanent deal တွေကနေဒါ Mbappe က BHC ကနေ Euro 6.25သန်းရဘူးတောင်းဆိုတဲ့တစ်ချိန်တည်းမှာပဲဒါရောချင်းငွေအဖြစ်စာချုပ်ရဲ့ရောချင်းငွေအဖြစ်ဥပဒေအရပေးရမယ့်အချက်က နောက်ထပ် Euro 7.5သန်းတစ်ချိန်တည်းမှာပဲဒါနောက်ထပ်ဒါဒီ club ကနေတောင်းဆိုတဲ့ ဒီနှုတ်ထွက်ကြေးပေါ်ဆိုပြီးတော့သူတို့တောင်းလာတဲ့စာချုပ်အဖြစ်လက်တွေထဲမှာပါတဲ့သဘောတူညီမှုတစ်ချက်ကနောက်ထပ်25.8တန်းအပါဝင်နောက်တစ်ခုကတော့ကလပ်အသင်းကသူ့ကိုအိုက်တုံးကဒါရင်းမတွေ့ကိုနွေရသည်မှာပြောင်းမယ်ဆိုပြီးတော့ကြီးညာလိုက်ပြီးတတ်တတ်မတိုးဘူးလို့ပြောချင်မှာ PSG ကသူ့ကိုချက်ချင်းကြီးအသင်းကနေသူ့ကိုဘယ်လိုပြောမလဲ ဒါလက်ရှိအသင်းကနေသူ့ကိုခြံထားလိုက်တယ်နောက်စပေါ်ရလက်တည်းရတိုက်ဇတိုက်ဆိုတော့အမ်ဘပေးကိုပြန်ခေါ်တယ်အဲ့ဒီတွက်ကြောင့်အမ်ဘပေးကသူ့ကိုအကြောင်းမရှိပဲအသင်းကနေထုတ်ပယ်လိုက်တယ်ဆိုတဲ့အချက်ကြောင့်ရောချင်းငွေယူရို44.6တန်းတောင်းတယ်ပြီးတော့မှသူစာချုပ်ချုပ်ဆိုတဲ့အခါမှာလက်မှတ်ထိုးကြီးတွေပေါ့လေအရင်ကတောင်းဆိုခဲ့တဲ့လက်မှတ်ထိုးကြီးတွေကနေဒါယူရိုဒါတန်း40.4တန်းဒါတောင်းဆိုခွင့်ထပ်ပြီးတော့တောင်းဆိုထပ်တောင်းထားတယ် ဒါအပြင်ဒါတစ်ဖက်ကတော့ဒါ2024ခုနှစ်ဧပြီလအတွင်းမှာဧပြီလအတွင်းမှာနေဇွန်လအထိကြမှာ သူပြန်ရမဲ့လောက်ခလာစာတဲကနေ16သန်းထပ်ပြီးတောင်းပြီးတော့ဒါကျင့်ဝတ်နဲ့ဆိုင်တဲ့အချက်ပေါ့လေသူတို့သတ်မှတ်တဲ့စည်းကမ်းတွေကိုဖောက်ပြတ်တဲ့ contract ရဲ့ယုံကြည်ငွေအဖြစ်နောက်ထပ်ယူရို1.65သန်းဒါကလပ်ဘက်က လုံးဝကိုမကြီးညာဘဲနဲ့လှုပ်ဆောင်ခဲ့ပြီးတချို့ contract မှာဖျောက်ဖျက်ခဲ့တဲ့စည်းကမ်းတွေအတွက် Euro ကို3.38.5တန်းအပါဝင် အခြားအခြားသောနောက်ဆက်မှုတွေ contract ကို delay ဖြစ်မှုတွေတချိန်ထဲမှာ Paris Saint-Germain ကိုပြတ်ထွက်ပြီးတော့ Real Madrid ကိုပြောင်းဆိုရမှာနှောင့်နှေးမှုတွေကိုလှုပ်ဆောင်မှုဆိုပြီးတော့နောက်ထပ် Euro 16.8တန်းနဲ့ total အားဖြင့် Euro ဒါတန်260ကိုခီလီယန်အမ်ဘပ်ပေက Paris Saint-Germain ကတောင်းတယ် ကျွန်တော်နားလည်ထားတာကတစ္ဆာစောင့်တီဂျီကိုခေါ်တဲ့လက်မှတ်ထိုးကြီးတွေသူရဲ့ signing bonus တွေပြီးတော့မှတခြားလောက်ခလာစာပြန်ပေးရမယ့် payback ပေးရမယ့်လာစာတွေဒါတွေအားလုံးကို step by step သူတို့ကအချက်တွေချပြီးတော့ Mbappe က PSG အသင်းကိုတောင်းဆိုလိုက်တယ်အဲ့ဒီနေရာမှာ PSG ကကျွန်တော်တို့ကပြောသလို2023နွေရာသီတုန်းက sorry club အာဟီလာကတနစ်ကိုတန်း300နဲ့ကာလာမှုကို အမ်ဘတ်ဘေးကမြင်းဆန်ပေချခဲ့ပြီးတော့ဒါနောက်တစ်နှစ်ကျော်မှ free ထွက်သွားတဲ့အတွက်ကြောင့်သူတို့ဘက်ကနစ်နာဂျေးဆိုပြီးတန်း240ပြန်တောင်းထားတယ်။ PSG ကအမ်ဘတ်ဘေးကိုပထမချိန် Real Madrid ကိုသူငင်းတဲ့အချိန်မှာလက်မှတ်ထိုးချီတစ်နှစ်ကိုဒါဘယ်လိုပြောမလဲ။တန်50တန်60တန်80ဆိုတဲ့ပုံစံမျိုးဆိုတော့ total အဖြစ်အဲ့3နှစ်ကွန်ထရက်အတွက် PSG ကတန်800လောက်ရှိတဲ့ဒီနဲ့သူကကွန်ထရက်ချုပ်ခဲ့တာ။ ဆိုအဲ့မှာလဲနှစ်ဖက်ကြားမှာလာစာတွေအများကြီးနဲ့သဘောတူပြီးမှအခုအကွဲပေးဖြစ်တဲ့အချိန်မှာအမ်ဘပ်ပေကတန်160ရယူမှုနဲ့တောင်းတယ်ဒါ PSG ကတန်140ပြန်လဲရယူမှုနဲ့တောင်းဆိုထားပြီးနှစ်ဖက်ခြား attention ဇက်တိုက်ဖြစ်နေတယ် Paris Saint Germain ကတော့အခုသူတို့လိုချင်တဲ့ Champions League ရထားတဲ့အချိန်မှာ Kylian Mbappe ကတော့ဘောလုံးနဲ့ပတ်သက်တဲ့ ဒီ on fee အခြေအနေရဆိုရင်တော့ Mbappe ကတပန်းရှုံးနေတာဖြစ်ပြီးတော့ဒါနှစ်ဖက်ကြားလောက်ခလာစာအပြန်လန်းတရားဆွဲဆိုမှုရောကြီးတွေနဲ့အတူဒါနှစ်သင်းဒီနှစ်ဖက်ကထပ်ပြီးတော့တင်းမာမှုတွေနဲ့ဆက်ပြီးဒါဖြည့်ရှင်းနေကြတာဖြစ်ပါလေဒီကိစ္စမှာဘယ်သူမှန်းလဲဘယ်လိုထင်ကြလဲကိုမမဝေအောင်မှတ်ချက်ပေးကြပါအားလုံးကြည့်တူပါတယ်